အဆင်ပြေပါလေဒါသူဒီဟာကြိုက်လဲအဆင်ပြေလို့ကြိုက်လဲအဆင်ပြေတယ်နှစ်ခုလုံးအဆင်ပြေတယ်ကျွန်တော်အဲ့ပါနော်ပြမမနော်ကိုနေတူလိုက်တော့နိုင်ရင်လည်းကောင်းတာပေါ့နော်ဒါပေမဲ့နွားနို့ဆိုတာလည်းလိုအပ်တယ်လေနွားနို့တွေဆိုတာလည်းဒါမနက်ပိုင်းမှလိုအပ်တယ်ဒီဟာကျတော့ညပိုင်းပေါ့ဟုတ်ကဲ့ကျွန်တော်ဒီကားလေးကိုကျွန်တော်လာကန်းလဲတဲ့အချိန်တုန်းကလည်းဇလန်းလေးဖက်ကြည့်အချိန်မှာဟိုကြိုက်တယ်ပေါ့နော်သဘောကျတယ်ပို့ဘဘနဲ့လူငယ် vibe လေးလည်းဖြစ်တယ် အရေးကြီးတဲ့အချိန်တော့လည်းသဘောကျပါတယ်အခုပရိသတ်တယောက်အနေနဲ့ပြန်လဲကြီးရှုတဲ့အချိန်မှာလည်းအဲပို့ပပလေးနဲ့သဘောကျပါတော့အဲသဘောကျပါတယ်ဟိုဒီကလေးကြီးတဲ့အချိန်မှာလို့ပို့ပပလေးဖြစ်တယ်ပြီးတော့ကျွန်တော်အဲ့လိုလူငယ် vibe လေးကိုပြန်ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့သဘောကျပါတယ်စဉ်းနိုင်လို့လို့သဘောကျပါတယ်အဲနဲ driver တော့တောင်းကြည့်ရအောင်မလားဆိုတော့ဟုတ်ကဲ့ကြိုက်ပါတယ်ဟိုကျွန်တော်ကိုယ်တိုင်လည်းတချင်းကြိုက်တဲ့သူဆိုတော့လေပြီးတော့ငွေတော့ရုပ်ရှင်တွေကြည့်လို့ရှင်လဲအဲ့လို တျုပ်ဆောင်နေကအဲ့လိုမျိုးဒီဇလန်းသွက်ဖန်တီးထားတဲ့တခြင်းတွေမှာကိုယ်တိုင်ဖူပြီးတော့အတျုပ်ဆောင်တာလေးကိုကျွန်တော်ငွေတုံးလေးကကြည့်ဘူးတယ်ပေါ့နော်အဲ့တုန်းကလည်းအဲ့လိုဆန်နာလေးကျွန်တော်ရှိခဲ့ဘူးတယ်အခုဒီကမှအဲ့လိုမျိုးလေးအာလုတ်ခွင့်ရတော့လည်းတကယ်ဝမ်းသာပါတယ်အားလုံးလည်းကျေးဇူးများတယ်ပါအဲအဲ့လိုကြီးအဲ့လိုကြီးဆိုလည်းမဟုတ်ပါဘူးတော့ဆောင်လဲမှာရောကိုယ်ကိုယ်တိုင်ဘယ်လိုမှတ်ရရရှိတယ်အဲ36လမ်းမှာတော့ကျွန်တော်အမှတ်တရတွေတော့အဲ့လိုတော့မရှိပါဘူးကျွန်တော်နေတဲ့နေရာနဲ့တအားဝေးတော့အဲဒါမဲ့ကျွန်တော်အဲ့လိုဘူထရောင်ဘက်မှာတော့တကယ်ချင်းအိမ်နေရှိတော့အဲသူတို့ အိမ်မှာလို့တလားနှစ်လားလောက်နေပြီးတော့အဲဘူထောင်းမှာပဲအဲ့လိုသွားလာစားတော့အဲ့လိုမျိုးလေးအမှတ်တရလေးတော့ရှိတာပေါ့တကယ်ချင်းအဲဟုတ်ကဲ့ဟိုအရင်တော့အဲအဆိုင်တဲ့အပိုင်းတော့မရှိပါဘူးဒီတခြင်းလေးပုံစံလေးတဲ့အင်ဒီပုံစံလေးလည်းဖြစ်တယ်ကျွန်တော်နားထောင်ဘူးတဲ့မျိုးစားလေးလည်းဖြစ်တယ်အဲပြီးတီးအကူပြီးတော့ဒရိုက်တာပြီးတော့အတန်သွင်းတဲ့အကူတွေနဲ့တိုင်ပင်ပြီးတော့သူတို့လိုချင်တဲ့ပုံစံလေးကိုဆိုချင်တဲ့ပုံစံလေးကိုတိုင်ပင်နေပဲလုပ်ခဲ့တာပေါ့အဲတချို့တော့အချက်လေးတော့ အဲပြန်ကြည့်တဲ့အချိန်မှာပေါ့နော်တူမယ်လို့ထင်တယ်ကျွန်တော် offer ဆိုကျွန်တော်ခဏဆိုလို့ရှိရင်လည်း offer အရင်ကြိုက်တယ်ဟိုဒီအပြင်မှာကျွန်တော်သွားလို့ရှိရင်ကျွန်တော် offer ပဲစီးဖြစ်တာများတယ်ကျွန်တော်တကယ်ကြီးကိုကျွန်တော်မြင်တော့တယ်အဲ့ offer အနေနဲ့အဲ့ကျွန်တော်စီးနေတဲ့ဖက်နဲ့ပဲကျွန်တော်ထည့်ရလိုက်တာအဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ပြီးတော့အဲတချို့တော့အချက်လေးတော့တက်ဆိုင်မှုရှိပါတယ်နောက်ကြတိရအောင်အဲမေးပါမေးပါမလားအာရင်နဲ့တွေ့ရအောင်လောတွေ့ရအောင်လောအာရင်အေးပေါ့အဲ့လိုမျိုးကတော့ ရှိဘူးမဟုတ်ဘူးနော်လူတိုင်းလူလူကတော့ဒီဒီဇလန်းနေရဖြစ်ပြက်ကတော့အာရှိကြမယ်နေဆက်ကြမယ်လို့တော့ထင်ပါတယ်အာဝမ်းသာတာပေါ့ဒီကားလေးကိုဘယ်လိုကြည့်ပြီးတော့သူတို့တကယ်ခံစားတခုခုခံစားသွားရတဲ့ယတ္တလေးရတယ်ဆိုတော့အာကျွန်တော်တို့ဒီဖန်တီးတဲ့သူတွေအနေနဲ့ဝမ်းသာတော့ PD လေးဖြစ်တာပေါ့အဆင်ပြေပါတယ်ဒါကသူဒီအကြိုက်လဲအဆင်ပြေလို့ကြိုက်လဲအဆင်ပြေနှစ်ခုလုံးအဆင်ပြေတယ်ကျွန်တော်အေးပါနော်ပြန်ပါမယ်နော်ကိုနေတူလိုက်တော့နိုင်ရင်လည်းကောင်းတာပေါ့နော်ဒါပေမဲ့ နွမ်းနို့ဆိုတာလည်းလိုအပ်တယ်လေနွမ်းနို့တွေဆိုတာလည်းဒါမနက်ပိုင်းမှလိုအပ်တယ်ဒီကကျတော့ညပိုင်းပေါ့အဲ့လိုတော့မဟုတ်ပါဘူးအဲ့ဒါဒရိုက်တာကိုမေးရမှာဒါသူ့ဇလန်းဆိုတော့လေโอเคပါကျွန်တော်ဒီကားလေးကနံပါတ်36စကားလေးကကျွန်တော်တို့မဟာ application မှာ session ရနေပေါ့နော်မနက်ပြဆိုလို့ရှိရင်ကျွန်တော် HD quality နဲ့ထွက်ပါပြီအဲ့ကြောင့်လို့ရှိရင်ဝင်ရောက်ကြည့်ရှုပေးကြပါဦးလို့ပြချင်ပါတယ်အဲဟုတ်တယ်ကျွန်တော်ဒီကားလေးကိုလည်းဟိုတခြားသောဟိုဒီ download လုပ်ပြီးတော့တရားမဝင်တဲ့အာ channel တွေမှာမကြည့်ပါနဲ့ဟိုကျွန်တော်တို့လုတ်ထားတဲ့ အနုပညာလေးကိုအပီတော့အပြင်ကျွန်တော်မဟာ application မှာပဲဝင်ရောက်ပြီးတော့ကြည့်ရှုပေးပါဦးလို့ပြောချင်ပါတယ်အဲပေါ့ဒီ Zodan on character လေးကိုကြည့်ရှုပေးကြပါကြည့်ရှုပြီးတော့အဲတခုခံစားရတယ်တခုခုပြောချင်တာရှိရင်ကျွန်တော်ချက်ပေါက်ကနေလာပြောလို့ရပါတယ်ကျွန်တော်ဝင်ပြီးတော့ကျွန်တော်လည်းဖတ်ချက်ပါတယ်